ီနေ့နိုဝင်ဘာလ18ရက်နေ့မနက်မှာပဲမြောက်ရီရဲ့ရောက်ဖက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ပထမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ကွန်ပျူတာမရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံ၃ပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား 346ဦးဖမ်းမိခဲ့ပါတယ်။ online လောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီပေါက်လောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဒါတစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းကစားမှုလှုပ်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်။ အဲ့ဒါတွေကနံပါတ်1ကတော့ KK ပတ်နေပြီနံပါတ်2ကတော့ကျွန်တော်ရွှေကုတ်ကိုနေနေနဲ့နံပါတ်3ကတော့ကြောက်ခက်နေပြီဖြစ်ပါတယ်ဒီ KK ပတ်နေပြီကတော့အားလုံးသိတဲ့အတိုင်းပဲမြောက်ဝတီမျိုးရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြောက်ဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါ KK ပတ်ရဲ့တောင်ဘက်မှာရှိတဲ့နေပြီဖြစ်ပါတယ် ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်ယခင်တော့အတီလင်းပြောကြခဲ့ပြီးဖြစ်ပါတယ် KK ပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားနေတဲ့ဘသူတွေနဲ့ဖယ်ချိန်တော့စာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလူချုပ်ခဲ့တယ်ဘလူမျိုးဆောင်ရွက်ခဲ့တယ်ဘသူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြပြီးဖြစ်ပါတယ် KK ပတ်နယ်မြေမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ န်အာရှ International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုန်နေများကတော့မြန်မာရာထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် Garden Resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေမြန်မာကျွန်တော်တို့ရောက်ရှိပြီး online လောင်းကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတော့ နိုင်ငံသားတွေဘယ်လိုမျိုး ရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အာရှင်းပြပြီးဖြစ်ပါတယ်အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ့်နေတဲ့နိုင်ငံသားတွေဟာ69ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေတစ်ဆင့်ဓမ္မနိုင်ငံတွေကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာ ိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေကြီးမှာကျွန်တော်တို့တိုင်းသာလက်နက်ကိုင် EO ဖွဲ့ KNGNL ဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့လက်ချောင်းတပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့ လောက်ကင်နေတာမျိုးဖြစ်ပါတယ်အဲ့ဒီလူတွေဝန်းချီကပ်ပြီးတော့ကိုကျိုးစာစီပါရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်